ကဲကျမကိုအလုံးပဲမိထားတာပေါ့နော်မလေးရှားကိုလာကျင်လဲလာလို့ရလားပြီးတော့ဘယ်လောက်ကုန်ကြလဲဘယ်လိုလမ်းကြောင်းတွေရှိလဲဆိုတာကိုသိကျင်တဲ့လူတွေအတွက်ဒါကျမသိတဲ့သိသိသမျှလေးကိုတော့ကျမပြန်ပြောပြမယ်ပေါ့နော်အဲ့တော့မလေးရှားကိုလာမယ်ဆိုလို့ရှင်တော့တချို့တွေကကြတော့ကြောင်းနဲ့လာကြတယ်ပေါ့နော်ကြောင်းနဲ့လာကြတယ်ညီမတို့အိမ်မှာလာနေတယ်ညီမလေးတယောက်ဆိုလို့ရှင်တော့သူကကြောင်းနဲ့လာတာပေါ့နော်အာကြောင်းနဲ့လာပြီးတော့ခါကြတော့သူက350လောက်တော့ကုန်တယ်ပေါ့ဒါပေမဲ့သူကနှစ်နှစ်ပြီးသားရ နှစ်နှစ်ဗီဇာပေးတယ်ဗောနော်နှစ်နှစ်ဗီဇာမှာကျောင်းနဲ့လာတယ်ပြီးလို့ရှိရင်ကျောင်းတက်တယ်ပြီးတော့အချိန်ပိုင်းအလုပ်တွေသွားလုပ်တယ်ဗောနော်အချိန်ပိုင်းလုပ်တွေသွားလုပ်တယ်ကျောင်းတက်တယ်ဒါပေမဲ့နှစ်နှစ်ဗီဇာပြီးလို့ရှိရင်ကိုကအာကုမ္ပဏီနဲ့ join ပြီးတော့ဗောနော်ကုမ္ပဏီဘက်ကနေပြီးတော့သူတို့ကို permit တွေပါလေးကတ်ပေးပြီးတော့လုပ်မယ်ဆိုတော့ကိုရဲ့ဒီဘွဲလက်မှတ်တွေ certificate တွေနဲ့ဆက်ပြီးတော့ဒီမှာလုပ်လုပ်လို့ရတယ်ဗောနော်ဒါကတော့ကျောင်းနဲ့လာတဲ့တပိုင်းကိုပြပြတာပဲဖြစ်ပါတယ် ပြီးတော့နောက်တစ်ခုကကြတော့အပေါ်လန်းကလာတာပေါ့နော်အပေါ်လန်းကလာမယ်ဆိုလို့ရှိရင်တော့အာဘယ်လိုပြောရမလဲအနည်းဆုံးပေါ့နော်တင်းမြန်မာငွေတင်း80လောက်ကုန်ပါတယ်တင်း80နဲ့အထက်ပေါ့နော်ကုန်ပါတယ်ဘာဖြစ်လို့ဆိုတော့ဒါကျမတို့အိမ်ကအာကျမတို့ညီမတယောက်လည်းလလလလလာထားဖြစ်တဲ့အတွက်ပေါ့နော်အခုပေါက်ဈေးကတော့မြန်မာငွေ380လောက်ကုန်ပါတယ်စိတ်ချရတဲ့အေဂျင်စီပါဒါပေမဲ့ဒါကအလုတ်မရှာပေးပါဘူးအပေါ်လန်းကနေပြီးတော့ပဲပေါ့နော်အာဒီအရောက်ပို့ပေးတာပဲဖြစ်ပါတယ်လင်းနေပေါ့နော်ဒီဗီဇာတွေပါတိကျရှောက်ပြီးတော့ ပို့ပြရပဲဖြစ်ပါတယ်အဲနောက်တစ်ခါကကြတော့အောင်လန်းလာတာပေါ့နော်အောင်လန်းလာတာအောင်လန်းလာမယ်ဆိုလို့ရှင်တော့သူရဲ့ပေါက်စည်းရတော့ဗောနော်တချို့အေဂျင်တွေကကြတော့လူကန်ရှိတယ်ဆိုလို့ရှင်တော့လူ လူရောက်มาပေါ့เนาะမလေးရှားကလူရောက်มาဒီဘက်ကလူကနေပြီးတော့ပတ်စံချေလို့ရတာမျိုးလည်းရှိပါတယ်နောက်တစ်ခုကကြာတော့အဲတချို့ကြာတော့လဲတခါလေးချေရတာရှိရတချို့ကြာတော့လဲတဝက်ပေးတဝက်ကြံရောက်มาပေးတာမျိုးလည်းရှိတယ်ပေါ့เนาะအဲပြီးတော့ဒါပေမဲ့ကျမတို့နဲ့တီးတဲ့ agent တော့ရှိတယ်ပေါ့เนาะစိတ်ချတဲ့ agent ရှိတယ်အွန်လိုင်းကနေခေါ်ပေးတာပေါ့เนาะဒါပေမဲ့ तू ကတော့အလုတ်မရှာပေးပါဘူးအလုတ်မရှာပေးပါတော့အာကိုရောက်တာနဲ့တိုင်လို့အလုတ်ဘာညာလူတယ်ဘာညာဆိုလို့ရှိရင်တော့ဒါကံကောင်းပြီးတော့ရရင်လည်းကြာတော့တက်တက်တဘောကတော့ तू ကတော့ အဲလူပဲပို့ပြီးတဲ့အလုပ်ကိုလုံးဝမရှာပေးဘူးကောနော်အဲ့တော့လူကမရှိတဲ့လူတွေဆိုတော့အဆင်မပြေပါဘူးအခုကောနော်မလေးရှားကဘယ်လိုမျိုးဖြစ်နေလဲဆိုတော့အဲအလုပ်မှာလက်လက်တဲ့လူနေရာတွေပါတယ်တိတ်ပြီးတော့မရှိဘူးပေါ့နော်ရှားတယ်ပေါ့အဲ့လိုဆိုတော့အလုပ်သမားတွေကအရန်ကိုများတယ်လာတဲ့ကိုယ်နိုင်ငံကလည်းအဆင်မပြေတဲ့ခါကြတော့ပေါ့နော်အကုန်လုံးပဲအဲဒီရောက်လာကြတဲ့အခါမျိုးမှာကြတော့အလုပ်ကအဲရှားတယ်ပေါ့နော်အလုပ်ကရှားတယ်ပြီးတော့လူတစ်တွေအတွက်မှာဆိုရင်တော့အဲဘယ်လိုပြောရမလဲ တချို့မိန်းကလေးတွေဆိုလို့ရှိရင်တော့ဗောနော်ရောက်တယ်နည်းနည်းလဲလဲဝဲဝဲရှိတယ်အင်္ဂလိပ်စကားတွေနည်းနည်းပါပြောတတ်တယ်ဆိုလို့ရှိရင်တော့တို့ကအလုတ်ရတာအလုတ်ရရတာမြန်တယ်ဗောနော်ဘာလို့လဲဆိုတော့တချို့ဆိုင်တွေကကြတော့တို့ကအင်္ဂလိပ်လိုပဲပြောရတဲ့ဆိုင်တွေရှိတယ်ဗောနော်ဒီမောတွေထဲမှာဖွင့်ထားတဲ့ shopping mall တွေထဲမှာဖွင့်ထားတဲ့ဒီကြက်ကြော်ဆိုင်တွေမျိုးစားတောက်ဆိုင်တွေမျိုးဒါမျိုးဆိုလို့ရှိရင်တော့တချို့တတိတွေကကြတော့အမ်မလေးလိုလည်းမပြောခိုင်းဘူးပြုတ်လည်းပြောအင်္ဂလိပ်လိုပဲပြောခိုင်းတဲ့ဆိုင်တွေရှိတယ်အင်္ဂလိပ်စကားနည်းနည်းပါတတ်တယ်ဆိုရင်တော့အလုတ်ရ နိုင်နေနဲ့မြင်နေပေါ့နော်ဒီကြားထဲမှာမကူကအင်္ဂလိပ်လည်းအင်္ဂလိပ်စကားလည်းသိပြီးမပြောတတ်ဘူးတရုတ်စကားလည်းမပြောတတ်ဘူးမလေးစကားလည်းဘာမှမသိဘူးဆိုတော့အဲလူတစ်ကလေးတွေအတွက်ကတော့ဘာသာစကားအခက်ခဲနေပေါ့နော်အလုတ်အရန်ရှာရခတ်တယ်အလုတ်အရန်ရှာတယ်ပေါ့နော်အဲ့တော့ပြောချင်တာကတော့လူကန်ရှိတယ်ဆိုလို့ရှိရင်တော့ အဲဟိုဘယ်လိုပြောရမလဲနေစရာနေရာလေးတစ်နေရာရပြီဆိုလို့ရှင်တော့ဖြစ်ချင်းအလုပ်ရရဆိုပြီးတော့ဇွဲရှိရှိလေးနဲ့အလုပ်ရှာပြီးတော့ရတဲ့နေရာမှာပေါ့နော်ဘယ်လိုပဲဖြစ်ဖြစ်တစ်လပဲလောလောနှစ်လပဲလောလောလောရအတွေ့အကြုံလေးအရင်ဝင်ယူပြီးတော့အလုပ်ရှာမယ်ဆိုရင်တော့အဆင်ပြေတယ်ပေါ့နော်လူတစ်တွေအတွက်ဒါအဲ့လိုမှမဟုတ်ဘဲနဲ့လူကလည်းမရှိဘဲနဲ့စကားလည်းမတတ်ဘူးဘလို့မှလည်းပေါ့နော် ဟိုဘာမှလည်းတိတ်ပြီးတော့မပြောတတ်ဘူးဘာညာဆိုလို့ရှင်တော့အလုတ်ရှာရတာတော့အရန်ခက်တယ်ပေါ့နော်အခုဒီနှစ်မှာပေါ့ဒီနှစ်တွေထဲမှာဆိုလို့ရှင်ပြီးခဲ့တဲ့နှစ်ကောင်ဒီနှစ်ကောင်မှာပြီးဒီမလေးရအဆိုးရကပေါ့နော်ပါမစ်တွေလည်းလုံးဝပြင်မဖွင့်ပေးသေးဘူးเนาะဘယ်ချိန်မှဖွင့်မလဲဆိုတာလည်းဘယ်သူမှအတိအကျမသိဘူးပေါ့เนาะအဲ့တော့တော်တော်များများကနေရောက်လာပြီဆိုလို့ရှိရင်ဟိုဘယ်လိုပြောရမလဲအူပြီးတော့ပဲနေကြရတာများတယ်ပေါ့เนาะအဲ့တော့အဖမ်းစီးတွေကလည်းအရန်ပဲ များတယ်ပေါ့နော်ဒီနေ့တွေထဲမှာဆိုရင်နိုင်ငံသားတွေအရင်များတဲ့နေရာမျိုးအရင်စုပူတဲ့နေရာမျိုးသူတို့နိုင်ငံသားတွေ complaint တက်တဲ့နေရာမျိုးတွေမှာဆိုလို့ရှိရင်တော့ဒီဟိုတည်နေတယ်ကြာကြာမှာပေါ့နော်ကြားတဲ့မြင်တဲ့အတိုင်းပဲအဖန်စီတွေအရင်များရယ်ပေါ့နော်အဲ့တော့ကိုရောက်လာခဲ့ရင်တော့မှကိုနေရဲ့နေရာကနည်းနည်းပပလုံးချုံမှုရှိရလားကိုလုတ်တဲ့အလုပ်နေရာတွေကနည်းနည်းပပ safety ဖြစ်ရလားကိုရဲ့တတိယပေါ့ရင်အများကြီးပေါ့နော်အများကြီးပဲဟိုဘယ်လိုပြောရမလဲစဉ်းစားစရာတွေအများကြီးရှိတယ်ပေါ့နော်အဲ့တော့ ဒီကိုလာတယ်ဆိုတော့လူတိုင်းအကုန်လုံးကလည်းပေါ့နော်ကိုယ်နိုင်ငံမှာအဆင်ပြေတဲ့အတွက်စွန်စားပြီးတော့လာကြတာဖြစ်တယ်ပေါ့နော်အဲ့တော့ဘလိုပဲဖြစ်ဖြစ်ဒါကတော့ဟိုမြန်မာပြည်မှာရှိပြီးတော့ပေါ့နော်တချို့ကိုသားသမီးတွေကိုညီကိုမောင်နှမတွေကိုမလေးရှားကိုပို့ကျင်တဲ့ဈေးစကဘလောက်လဲအနေထားကဘလို့ရှိလဲဆိုတာမျိုးတွေကိုသိကျင်တဲ့အတွက်ကျွန်မကပြပြတာပေါ့နော်အွန်လိုင်းဆိုရင်တော့အွန်လိုင်းဆိုတော့တိအတိုင်းပေါ့နော်လမ်းမှာလည်းဖန်ခန့်နေခံရမယ်အမေချေချုံမှုမှုနဲ့လည်းရောက်ချင်လဲရောက်မယ်ပေါ့နော် ဒါမျိုးလေးတော့ရှိတယ်ပေါ့ဒါပေမဲ့ကျွန်မသိတဲ့ agent ကကြတော့သူကဖန်ခံရရင်တော့မှသူကထိုင်းမှာပဲဖန်ခံခံရမလေးရှားမှာပဲဝင်လာရင်လည်းပဲအဖန်ခံရခင်ရသူကတော့သူ့ရဲ့အဲတောင်းအပြေးဝါယူပြီးတော့သူကတော့လှုပ်ထုတ်လို့ရသူလိုက်ပြန်ထုတ်ပြီးတယ်ပေါ့နော်ဒါဒါပေမဲ့လမ်းမှာကတော့အောင်းလန်းကလာမယ်ဆိုရင်တော့အခက်အခဲရှိပါတယ်ပေါ်လင်းကလာမယ်ဆိုရင်တော့380နဲ့အထက်ကုန်ကြပါတယ်။ကျောင်းနဲ့လာမယ်ဆိုလို့ရှိရင်တော့နေထိုင်ခွင့်နှစ်နှစ်ဗီဇာရရတယ်ပေါ့နော်။ဒါပေမဲ့ကျောင်းကကြာတော့350ဦး ကိုသွင်းပြီးတော့มาပေါ့เนาะသိန်း250ဆိုပေမဲ့တဝက်သွင်းတရက်တဝက်ကြံလို့ပြောတယ်ပေါ့เนาะဒါမျိုးတွေ ਨੇ လာကြတာရှိပါတယ်အဲ့တော့ဒါကတော့အလုံးလာလာမေးကြလို့ပေါ့နော်အတိအမှတွေလည်းသူတို့ကလေးတွေပို့ချင်လို့လာလာမေးကြတဲ့အတွက်ကျမကဒီဗီဒီယိုလေးနဲ့ကျမတီးတီးတိတ်ရွေလေးပေါ့နော်လာပြီးတော့အာပြပြတာပဲဖြစ်ပါတယ် sharing လုပ်ပေးတာပဲဖြစ်ပါတယ်ကျမမတီးတဲ့အရာကြီးတွေထဲမှာလိုအပ်ချက်တာ လိုအပ်တာရှိသွားလို့ရှင်လဲခွန်မတ်မှာလာပြီးတော့ဖြစ်စုပြီးတော့မှန်သွားပြီးလို့ရပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်